ဆိုတာတက်အလွဲသုံးစားလုတ်ခံရတာဘောအဲ့လိုမျိုးပေါ့နော်ဆွမ်းတာပဲလို့ချီးထားရလည်းမဟုတ်ဘူးပြိတ္တရချင်းချီးထားရလည်းမဟုတ်ဘူးပတ်စံအပ်ထားရလည်းမဟုတ်ဘူးဒါပေမဲ့အဲ့လိုပဲတခြားเจ้าနဲ့ပေါ့နော်သူကဒီပတ်စံကိုသူအဲ့လိုမျိုးပေါ့သူတုံးပလိုက်တယ်ပေါ့တုံးလိုက်တာတော့အဲ့ဒါကြောင့်မလို့အဲ့လိုဖြစ်တာပါဟုတ်ဟုတ်တယ်ဟုတ်တယ်လောကသူအဲ့ဒါပဲသူခုဖြစ်အမဖြစ်ခင်တော့သူပြော ဒီ interview ဖြေလိုက်ရင်မမလို့ဝိုင်းထင်ကြလိမ့်မယ်တဲ့အဲ့ဒါထင်ကျင်လဲရှင်းပါစေလို့သူအဲ့ဒီအဲ့နေကလေးအိမ်ကနေတူတူထွက်သွားကြတာပဲနော် you got to pop out and show niggas certified boogie man i don't want it up to score with them အကိုရီနေနဲ့လည်းပြောချင်တာသူ့လည်းချစ်တယ်လေခြေတော့လည်းပေါင်းသေးအများကြီးမပေါင်းတတ်ဘူးချစ်တော့အဲ့လိုမျိုးပေါ့ရင်မထဲကမထုတ်ချင်မထုတ်လိုက်ရတော့ဘောနော်အဲ့လိုမျိုးစိတ်မကောင်းဘူး ချက်ခွဲတာလည်းလွယ်တယ်နာမည်ဖြတ်တာလည်းလွယ်ဒါပေမဲ့ချဲတော့မလုပ်ဘူးဆိုတာက तू ကလည်းငယ်သေးတယ် तू အရန်တော်ပဲပြီးတော့သူတို့အတိုင်းဝိုင်းဆိုလည်းတကယ်ဟိုမှအာပညာတတ်အတိုင်းဝိုင်းတကယ်လည်းစာရန်တော်တက်တယ်သူလေအဲအဲ့လိုမျိုးဆိုတော့ကိုရီးယားလည်းကိုကြောင့်မလို့သူများအညွန့်ကြိုးဝါမှမလို့လားဘောအဲ့အတွက်သူ့ကိုခွင့်ပြုပေးတာပါဟုတ်ပစံအနိုင်ခံရ လက်အလင်းကန်းရတယ်ဆိုတော့အလွဲသုံးစားလောက်ခံရတာဘောအဲ့လိုမျိုးပေါ့နော်ဆွမ်းတော့ဘယ်လိုလဲချီးထားရလဲမဟုတ်ဘူးပြည့်တဲ့တဲ့ချီးထားရလဲမဟုတ်ဘူးပတ်စံကိုအတ်ထားရလဲမဟုတ်ဘူးဒါပေမဲ့အဲ့လိုပဲတခြားเจ้าနဲ့ပေါ့နော်သူကဒီပတ်စံကိုသူအဲ့လိုမျိုးပေါ့သူတုံးပလိုက်တယ်ပေါ့သုံးလိုက်တာတော့အဲ့လိုကြောင့်မလို့အဲ့လိုဖြစ်တာပါဟုတ် ဒီပတ်စံကိုသူကသူ့ကိုကြိုးအတွက်သုံးလိုက်တာပေါ့ချဲပတ်စံဟုတ်ဟုတ်တယ်အမ်အမ်မဘူးအဲ့လိုတော့ဟိုတော့ဖြစ်သူသူပြောတယ်မမဟုတ်ဟုတ်တလောကသူအင်တာဗျူးတစ်ခုဖြည့်မဖြည့်ခင်တော့သူပြောဒီအင်တာဗျူးဖြည့်လိုက်ရင်မမလို့ဝိုင်းထင်ကြလိမ့်မယ်တဲ့အဲ့ဒါထင်ချင်လဲရှင်းပါစေလို့သူအဲ့ဒီအဲ့နေကလေးအိမ်ကနေတူတူထွက်သွားကြတာပဲနော်ဘာမှမတော့ဘာမှပတ်စံလည်းဟိုပါဘောချေပြောနေတာဟိုလေဓာတ်ရိုက်ကြီးကိုကိုဟိုလိုမျိုးတော့မဟုတ်ဘူးပေါ့เนาะဒါမဲ့လည်းဟိုပါဘော तू လောက်တာအဲ့တော့မလောက်တဲ့နဲ့တူပေါ့ဒီတိုင်းဝိုင်းထဲမှာကျတော့မလောက်တဲ့နဲ့ဟာသူလောက်တယ်ပေါ့အဲ့အတွက်ကိုရီအနေနဲ့လည်းပြောချင်တာသူ့လည်းချစ်တယ်လေခြေတော့လည်းပေါင်းတဲ့အများကြီးမပေါင်းတတ်ဘူးချစ်တော့အဲ့လိုမျိုးပေါ့ရမထဲကမထုတ်ချင်မထုတ်လိုက်ရတော့ပေါ့နော်အဲ့လိုမျိုးစိတ်မကောင်းပေါ့ဒါမဲ့လူတယောက်ကတော့ခြေတော့ဆွနာပတ်တယ်လို့ပေါ့နော်အများနဲ့မဲ့အချက်ခွဲတာလည်းလွယ်တယ်နာမည်ဖြတ်တာလည်းလွယ်ဒါမဲ့ခြေတော့မလောက်ဘူးဆိုတာသူကလည်းငယ်သေးတယ်သူကအရန်တော်ပြီးတော့သူတို့အတိုင်းဝိုင်းဆိုလဲတကယ်ဟိုမှာ အာပညာတတ်တိုင်းဝိုင်းတကယ်တည်းစာရန်တော့တက်တယ်သူလေအဲအဲ့လိုမျိုးဆိုတော့ကိုရလည်းကိုကြောင့်မလို့သူများအညွန့်ကြိုးဝါမှမလို့လားဟုတ်ပေါ့အဲ့အတွက်သူ့ကိုခွင့်ပေးတာပါဟုတ်ဖြစ်မှသိတာဖြစ်ဖြစ်မှသိတာနှစ်ယောက်လုံးကလည်းဖြစ်မှသိတာပါကြိုသိခဲ့တာမဟုတ်တခြားတခြားဖြစ်သွားမှသိလိုက်တာပါအဲ့လိုမျိုးသူ့ကိုလှုပ်တယ်ဆိုတာတည်းအကုန်လုံးကတငယ်ချင်းတွေဆိုတော့လေအဲ့လို ဟိုလှုပ်ရက်တယ်ပေါ့နော်ဒေါသထွက်တယ်ဆိုတော့အဲ့လိုလေမလှုပ်ရက်မလှုပ်တော့လေမလှုပ်သင့်တဲ့လူပေါ့လှုပ်လိုက်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ပြီးတော့သူကတိနေတာကွာအဲ့လိုမျိုးကွာတိနေလေတိနေတာအဲ့လိုပေါ်တင်ကြီးလိမ့်အဲ့လိုအဲ့လိုလေလိန်လိန်နာကိုမကြိုက်တာကွာသူ့ကိုမေးအတန်တမေးမေးတဲ့စိတ်မှလည်းဒါကိုလုံးမိလိုက်တယ်ဆိုရင်လုံးမိလိုက်တယ်လို့ပြောလိုက်ရင်ကိစ္စအခြေအနေတမျိုးပါသူကအဲ့လိုမျိုးမဟုတ်ကွာ အခုတက်ကိုမင်းနှစ်လို့လိမ့်နေနှစ်ကိုတီဝိုင်းသုံးကိုပြန်လိမ့်နေအစားတန်တရားလဲနေတာအဲ့စကားတစ်ခုနှစ်ခုတန်တရားလဲအောင်ပြောတာဘူးအဲ့ဒါကိုမကြိုက်တယ်အဲ့လိုလို तू ကတသက်လုံးတတိထားခဲ့တာအမှန်တကယ်ကတတိမထားခဲ့တာမဟုတ် तू ရဲ့ပတ်စံအိတ်ထဲမှာရှိတဲ့ပတ်စံက तू မရည်ဘူးနော်ဒါပေမဲ့ तू ဘလောက်လဲဆိုတာ तू သိရယ် तू ပတ်စံအိတ်ပုံပြတ်တာလည်း तू သိရယ်ပြီးရင်မိဘတို့ပွဲတွေပါရေးသွားလို့ဆုချရမလားဆုချရဆို तू ဆုလာချတဲ့ပတ်စံကပတ်စံအကိုင်းကြည့်နော်လည်းသိတာပဲလေသိရမှာဟို तू က သချင်းသာဆိုတော့ကွာပတ်စံလာပေးရဆိုရင် तू तू အုံနာထဲမှာ तू မှတ်မိတယ်ပတ်စံတော်နေရောကွာတသိန်းလောက်လာပေးရလားအဲ့လိုဆက်သိန်းတော့အာတသိန်းတော့အဲ့လိုမျိုးတစ်ခါချရတာတွေကမှတ်မှတ်မိစရာအကြောင်းမျိုး तू အဲ့လိုမျိုးမှတ်မိတတ်တယ်ကွာအဲ့လိုမျိုးပွဲတွေမှာအဲ့လိုမျိုးချရလေချရပြောစင်တာမှတ်မိတယ်ကွာအဲ့လို तू ပတ်စံလိုရင်အစားမှတ်မိရအဲ့လို ပွဲသွားလို့အဲ့လိုပတ်စံတစ်ခါတည်းကြရင်ကွာကိုရီလည်းခါတဲ့ဘောင်းမိအိတ်ထဲသိရမလားကမန်းကန်ထဲလို့ကိုထဲနေတဲ့အဲ့လိုပျောက်တာဆို तू ကအိတ်အိတ်ပတ်စံ तू ကသိရအဲ့ဒါအဲ့တော့အဲ့လိုပေးရမဟုတ်ဘူးဒီလိုပေးတာ तू ကပတ်စံအကုန်လုံး तू तू အုံနာထဲမှာမှတ်မိပြီဒါ तू အဲ့လိုအဲ့ဒါခါလေ तू ပြောလိုက်ပါလေမန်တပ်ပါကားပေါ်မှာတို့ဘာလို့ကြံခဲ့တာအဲ့လိုမျိုးရရှိရကားပေါ်မှာသွားကြည့်ရှိကိုရှိရဆိုလင်းရစည်းစားတောင်းနေမဟုတ်ပါဘူးဆိုဒီဟာအကုန်ပါပဲလို့ပြောလဲမဟုတ်ဘူးဆိုပြီးတော့မှကားပါအဲ့လို तू အဲ့လိုအမှတ်တညာကောင်းတယ်အဲ့လိုပတ်စံပတ်စံရဲတော်တယ် လို့အဲ့လိုလုပ်ပါဟုတ်တယ်သူကကြတော့ဟိုပေါင်းသင်းသွားတယ်သူကချင်းရင်းမှာပဲယုံတာပါဟုတ်ဘူးအဲဟုတ်ပါလေမင်းဘုရားအဲ့လိုမျိုးခလိုမျိုးလေအပေါင်းအပေါင်းသင်းရဟိုလိုပေါင်းတာလည်းမဟုတ်ဈာမဲ့ဒီကွာကြာကန်ကောင်းပါလေအပေါင်းသင်းကန်ကောင်းတဲ့ထဲမှာပါတယ်ပေါင်းသင်းကန်ကောင်းတဲ့အဲ့လိုမျိုး तू သူ့လိုမျိုးတော့မဟုတ်ဘူး तू ကကြာမိဖို့ပဲရှိရမိဖို့ကကြာအများကြီးရှိရဲ့အဲ့လိုအဲ့လိုတနာဟုတ်တော့ကောင်းတယ်တနာဟုတ်တော့ဟုတ်တယ်အဲ့လိုညင်ညင်အဲ့လိုတော့အရင်ထဲမှာထားတာ ယ်။ तू ကအပေါင်းသင်းလည်းအများကြီးမထားဘူး။ तू လည်းအဲ့လိုအသိမခင်တတ်ဘူး။ तू तू လည်းခင်နေဆိုရင်လည်း तू စကားပြောတာမှသာဆိုရင် तू စိတ်စိတ်ရင်အရန်ရှိမှအဲ့လိုမျိုးဆို။ तू အဆက်ကလေးလည်းအဲ့လိုအတင်းတင်းတင်းဘယ်သူနဲ့မှမပါဘူး။အိမ်မနေပါညာဆိုတာမိဘူးလို့လောက်ပဲပေါင်းကြတာအဲ့လို။ကျဲငကိုတဲ့ကငကိုတဲ့အရန် serious အပေါ် serious တော့ပါနော်။အဲ့လို။ဟုတ်ကဲ့ပါပဲ။ဘူရိုက်ကူညီပေးနေတာမဟုတ်ဘူး။ကူညီပေးတော့အဲ့တော့ကြာအရေးကြီးတဲ့အချိန်တိုင်းမှာတော့ရှိပါတယ်။ မုံမိုးရလားမတော်မပေးဘူးသူသူစီရနေတော့အဲ့လိုမျိုးလို့ငါပတ်သက်မရှိငါနည်းနည်းတော့ပေးတော့မရဘူးဒါပေမဲ့အဲ့လိုအိမ်မှာအဲ့လိုအရေးကြီးကိစ္စအဲ့လိုကြီးကြီးမားမားဆိုရင်တော့အများများချောက်တယ်အဲ့လိုအဲ့လိုဆိုရင်ရရအဲ့လိုဆိုရရအဲ့လိုကျွေးဘူးတကားဆိုရင်ကျွေးအဖို့စီကျွေးရမယ်ဆိုလိုက်ရမယ်အဲ့လိုအဲ့လိုမတော်တက်တက်ကြီးကွာသူကိုယ်တိုင်လည်းမုတ်စားတတ်တဲ့လူမဟုတ်ဘူးကွာအဲ့လိုသူစီရနေပြီးတော့သူ တူမတွေကစားမဟုတ်ဘူးမတောင်းရဲဘူးအဲ့လိုမျိုးသူသူသူကဘယ်တော့မှမဟုတ်ဘူးမပေးတတ်ဘူးအဲ့လိုမျိုးတွေမှာရှိရအဲ့လိုတတိတော့ကစီမဟုတ်ကစီနဲ့မဟုတ်ဘူးသူကလိုအပ်တာကိုပဲပေးရအဲ့ဒါအဲ့ဒါငငယ်တဲ့ကအဲ့လိုပဲသွားခဲ့တော့အကျင့်ပါသွားတယ်အဲ့လိုအားရရတော့လာပြီးတော့မကြွေးခိုင်းနဲ့သူတို့လည်းဘယ်တော့မှမတောင်းသိတယ်အကြောင်းသိတယ်အဲ့လို